လုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီစကလုံးနှလုံးကိုစာကြောလေးနဲ့အတူလေ့လာသွားကြရအောင်နော်ပထမတစ်လုံးကလုတ်ပါမလေးလို့လပတ်လပတ်ဒုတိယတစ်လုံးကဖားပါမလေးလို့တန်ကတန်ကပထမတစ်လုံးကိုစာကြောလေးနဲ့အတူလေ့လာသွားကြရအောင်နော်လုတ်ပါမလေးလို့လပတ်လပတ် ကျွန်တော်ကိုလုတ်ပေးပါလို့မလဲလို့ပြောချင်တယ်ဆိုရင်ကာစစ်လပတ်ဆိုင်ယာကာစစ်လပတ်ဆိုင်ယာသူကိုလုတ်ပေးပါလို့ပြောချင်တယ်ဆိုရင်ကာစစ်လပတ်ဒီယာကာစစ်လပတ်ဒီယာမင်းပါလို့သူကိုလုတ်ပေးတာလဲလို့ပြောချင်တယ်ဆိုရင်အာဝကနာပကာစစ်လပတ်ဒီယာအာဝကနာပကာစစ်လပတ်ဒီယာ ကာစီဆိုတာကပေးတယ်လပဆိုတာကလွတ်တယ်ဆာယဲဆိုတာကကျတော်ကျမဒီယဲဆိုတာကသူသူမအဝဆိုတာကဒီနင်းမင်းကနာပဲဆိုတာကဘာလို့ဘာကြောင့်နောက်တစ်ခုနဲ့ထပ်လေ့လာကြည့်ကြရအောင်နော်ကျေးဇူးပြု၍ကျတော်ကိုလွတ်ပေးပါလို့မလဲလို့ပြောချင်တယ်ဆိုရင်တော်လုံးကာစီလပဆာယဲတော်လုံးကာစီလပဆာယဲ သူ့ကိုလုပေးလိုက်ပါအန်ဒီရရှိတယ်လို့မလဲလို့ပြောချင်တယ်ဆိုရင်ကာစစ်လပတ်ဒီယာအဒဘာယာကာစစ်လပတ်ဒီယာအဒဘာဟာယာသူ့ကိုလုပီးပေးသွားလိုက်ပါလို့မလဲလို့ပြောချင်တယ်ဆိုရင်လပတ်ကာစီဒီယာပဂီလပတ်ကာစီဒီယာပဂီတော်လုံးဆိုတာကကူညီပါဒါမှမဟုတ်ရေးကျေးဇူးပြုရေးပေါ့ကာစီဆိုတာကပေးရေး လပတ်ဆိုတာကလွတ်တယ်အဝဆိုတာကဒေနေမင်းစာရဲဆိုတာကကျတော်ကျမဘာဟာရဲဆိုတာကအန်ဒီဒီရဲဆိုတာကသူသူမတကီးဆိုတာကသွားတယ်နောက်တစ်လုံးနဲ့ထပ်ပြီးတော့လေ့လာကြည့်ကြရအောင်နော်။ဖန်းတယ်မလေးလို့တန်ကတန်က သူ့ကိုဖမ်းပါလို့မလဲလို့ပြောချစ်တယ်ဆိုရင်တန်ကဒီတန်ကဒီရဲကကျွန်တော်ကိုဖမ်းတယ်လို့မလဲလို့ပြောချစ်တယ်ဆိုရင်ပူလစ်တန်ကဒီဆိုင်ရပူလစ်တန်ကဆိုင်ရကျွန်တော်အဖားခါချစ်ပြီလို့မလဲလို့ပြောချစ်တယ်ဆိုရင်ဆိုင်ရဆူဒကနတန်ကဆိုင်ရဆူဒကနတန်ကတန်ကဆိုတာကဖမ်းတယ် ဒီရဲဆိုတာကသူသူမပူလီဆိုတာကရဲစာရဲဆိုတာကကျတော်ကျမစူတာဆိုတာကပြီးပြီးကနဆိုတာကခါတဲ့ခြစ်တဲ့နောက်တစ်ခုနဲ့ထပ်ပြီးတော့လေ့လာကြည့်ကြရအောင်နော်အပြင်းမသွားနဲ့ခဏနေအဖက်ကထိမယ်လို့မလေးလို့ပြောချင်တယ်ဆိုရင်ဂျငါပဂီလွမ်နန်တီကနတန်ကဂျငါပဂီလွမ်နန်တီ ကနတန်ကဟိုမှာအဖားဆင်းရှိတယ်လူတွေအများကြီးဖတ်ခါရတယ်လို့မလဲလို့ပြောချင်တယ်ဆိုရင်ဇာနေအဒီအော်ပရာစီဘာညာအော်ရာကနတန်ကဇာနေအဒီအော်ပရာစီဘာညာအော်ရာကနတန်ကကျင့ဆိုတာကမနဲ့ပကြီးဆိုတာကသွားတယ်လွားဆိုတာကအပြေနန်တီးဆိုတာကခဏနေ ကနဆိုတာကခါတယ်ဖြစ်တယ်တန်ကဆိုတာကဖားတယ်စာနေဆိုတာကဟိုမှာအဒဆိုတာကရှိတယ်အော်ပရာစီဆိုတာကအဖာစီဘာညဆိုတာကညာကြီးအော်ရာဆိုတာကလူ